အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube Channel ကနေຫນွေထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Dolphin ပါဒီကနေ့ဖတ်ပြမယ့်ဝတ္ထုတွေကတော့ Size ဆီယာနဲ့ Aggression ရေးသားထားတဲ့သမိုင်းတင်သည့်မုံလာခြင်းဆိုတဲ့ဝတ္ထုတွေကိုဖတ်ပြမှာဖြစ်ပါတယ်ခံစားနာစဉ်ပေးကြပါခင်ဗျာသမိုင်းတင်သည့်မုံလာခြင်းထိုနေ့ကဆောင်းအငွေအသက်လေးစရရလိုက်တာကျွန်မသတိပြုမိသည်ဈေးမှာလည်း မုံလာပင်ပေါက်လေးတွေတွေ့သည်ချင်းဟင်းချက်စားရသည့်မုံလာပင်ပေါက်အွှဲ့လေးတွေကိုမြင်တော့အန်တီပြုံးကိုတရိယာသည်ဦးအမတန်ကြိုက်လို့အန်တီပြုံးအငဲချက်ခရသည့်မုံလာပင်ပေါက်ချင်းဟင်းမုံလာပင်ပေါက်ချင်းဟင်းတစ်ခွက်ဤကျေးဇူးတရားနှင့်တန်ရောစင်ကနှစ်ပေါင်းများစွာကျမတို့ကိုချုပ်နှောင်ထားခဲ့သည်ဟေ့ဒီညသတင်းထူးမယ်ဟေ့ညရေဒီယိုဓာတ်ခဲအပြစ်ဖြစ်တာ မရှိရင်ငါတော့ဝယ်ပေးရမလား ထမင်းစားပြီးရင်ငါနဲ့မမပြုံးလမ်းဆောင်ရင်သွားမယ်မိဖို့ကြောင့်မှမနဲ့ထမင်းဆိုင်အတွက်ဟင်းချက်နေသည့်ကျမဥဥကိုမမြင်ရတာကြောင့်ရှိပါတယ်ဥဥရဲ့ဟုဩလာရသည်မမပြုံးဟုဥဥကခေါ်သည့်ဥဥစနီးအန်ဂျီပြုံးကအထွန်းကတော့ငါသမီးတွေကိုလှုပ်ပြီးဟုအာနာတယ်လို့ဆိုသည် အာမမပြုံးကလည်းဒီညထူးမှာပါဆိုဟုဥဥကအချက်မပေးကဲငါသမီးတွေဘူအန်တီပြုံးကချင်းဟင်းချက်ထားတာလာယူ အန်တီပြုံးဆိုသည်စတင်မာလာရောက်ပြီးဆိုတော့မိုးရိပ်တို့ကင်းစာပြုပြီးစောင်းဆန်သောအငွေအတွက်တို့ရစာပြုပြီးကျမတို့နေသည့်ရက်ွက်လေးမှာတော့ဝါရင်းစွန့်ပက်ဖြစ်တာကြောင့်ဓမ္မယုံမှာစပီကာအတန်ကလွမ်းခြုံနေသည်ဒီနေ့ဝါထက်သည်မိုင်းညွညို့ကောင်းကင်အောက်ရက်ွက်လေးကစူညံတက်ဝင်နေသည်ကျမဦးတို့အခန်းရှိရက်လိုက်တော့အိမ်ရှိမှထိုင်နေသည့်ဦးကအထက်ဝင်သွားမမပြုံးရှိရဲ့ဟုပြောသည် မလာခဲ့သမီးရဲ့အန်တီပြုံမီးဖို့ထဲမှာပကံဆင်းနေပါတယ်။အန်တီပြုံကတန်ချောင်းကျမဝင်သွားလိုက်သည်။အန်တီပြုံကကြောင်ရင်ဖွင့်ကဟင်းခွက်ကိုယူလိုက်ရင်ငါသမီးကြီးကရောက်ပြီလား။ဒီနေ့ကနောက်ကျမယ်လေ။အန်တီပြုံမီးသူကကျမအမအကြီးဆုံးကိုဖြစ်ပါသည်။အန်တီပြုံကဟင်းခွက်ကိုကျမကြီးလမ်းလိုက်ရင်ကသမီးကြီးကအရေးတောက်ဟင်းအရင်ကြိုက်တာဟုဆိုသည်။ဟာရှင်ဟင်းတွေကလည်းအများကြီးပဲ။အန်တီပြုံတို့လောက်ရလား။ ယူသွားစမ်းပါသမီးရဲ့ငါသမီးတွေဖို့အန်တီပြုံးကဖို့ချက်ထားတာအန်တီပြုံးကနင်တို့ဦးနဲ့ရကြတဲ့ကချင်းရင်းစားခဲ့ရတာညင်းနေပြီတခြားရွက်လည်းမချက်ရဘူးမုံလာပင် ပေါ့ချင်းရင်းပဲအိုးတောင်ချင်းရင်းချက်ဖို့တအိုးထားရတာဦးကအချင်းကြိုက်လူမိုက်ဖြစ်သည်ချင်းရင်းရင်းမပါပဲထမင်းမစားတတ်ချင်းရင်းရင်းတော့မုံလာပင်ပေါ့လေးတွေကိုမကြီးမနှင်းချက်မှအန်တီပြုံးမကြခဏညင်းယူတာကြောင့်ကျမတို့ညီအစ်မတို့တွေတိပီးဖြစ်သည် လက်ထက်ပြီးကလေးကချင်းရင်ဟင်းလေးစင်ချက်ရတာကြောင့်အိုးကတခြားဟင်းချက်ရမရတော့ချင်းရင်ချက်သည့်အိုးအဖြစ်တီးတန့်ထားလိုက်ရတော့တဲ့။တမီးလေးရောက်ပြီအန်တီပြောင်းရေ။မင်းရတစ်ဖက်သာခြားသည့်တစ်ဖက်ခန်းကမမကြီးရလမ်းဖြည်သည်။မရှင်းမနှောင်းမှပင်တမီးလေးရောက်ပြီအန်တီပြောင်းဟုညမငယ်ကလမ်းအော်သည်။ဟာဒီနေ့တဲလူစုံမလား။ရှေ့ကမ်းမှထိုင်နေသည့်ဦးကရက်တောင်နှင့်ချင်းတွေတစ်ဖက်ဖြက်ခဲ့ရေ။អបយោទី အပြင်ကုမ္ပဏီဝင်နှင်းများဖြစ်သောအမနှင့်ညီမကပုံမှန်နောက်ကျတတ်သည်ကဲကဲသမင်းစောစောစားထားကြဒီညသတင်းထူးမှာငါတို့ကတော့စားပြီးပြီဟဲ့ဟူဦးကစောပြန်သည်ဒီညကဘာဖြစ်မှမို့လဲသူ့မှာအမြဲထူးနေတာပဲအန်တီပြိုးကခတ်တူတူရေရွတ်နေသည်အထွန်းဟုအန်တီပြုံးကချစ်စနိုးခေါ်သည်ဦးကအန်တီပြုံးထက်တစ်ဆက်သုံးနှစ်တိတိနေသည် အန်တီပြုံးပြောပြသည့်သူတို့ဖူးစာပါသည့်အကြောင်းကချစ်စရာကောင်းလာသည်။ဦးအမကြီးအကြီးဆုံးနှင့်အန်တီပြုံးကအမတန်ချစ်ကြသည့်တငယ်ချင်းတွေအပြိုကြီးနှစ်ယောက်သွားသည့်နေရာကိုမောင်ငယ်ဆုံးလေးဦးကိုအမြဲအဖော်ကိုတတ်သည်။ဦးကရိုးသားပြီးဖင်ပေါ့သည်လက်တို့လက်တောင်းခိုင်းလိုကောင်းသည်။အသက်ကွာတော့လည်းအားနာစရာမလိုသလိုရှိုးတွန်းရှန်တန်လည်းမဖြစ်ရ။အပြိုကြီးနှစ်ယောက်ပြောချင်ရာပြောဆိုချင်ရာဆိုဒါပေမဲ့နောက်ဆုံးတော့အချစ်ဆုံးတငယ်ချင်းတစ်ယောက်ရောင်းမတွန်ချရတော့သည်။ အန်တီပြုံးဘက်ကချမ်းသာလို့အသက်ကွာလို့သဘောမတူသလိုဟိုဘက်ကလည်းအင်တင်တင်ဒါပေမဲ့အန်တီပြုံးတငယ်ချင်းကအန်တီပြုံးဘက်က ခုချိန်ထိအန်တီပြုံးစီမကြာခဏလာလေတက်သလိုသမီးရောက်မှနှယောက်စုံမိရင်ဦးဦးကိုအလေကထားလို့တခိခိလှုပ်တုံထုံးစံအတိုင်းအန်တီပြုံးကဦးဦးကိုတဝင်တူသည်အန်ဝဆရာကောင်းဒီကကျမတို့ရမတရေနဲ့တအိမ်နဲ့အတူနေလာတာဆယ်နှစ်ခန့်ရှိပြီရက်ွက်ကလည်းအံ့ဩသည်ကျမတို့ကဦးတို့အိမ်ကိုငားနေသူတွေဖြစ်သည် မိဘတွေကနေမာနေသည်ရန်ကုန်မှာကျောင်းထက်အလုတ်လုတ်စာမွေးဖြေရုံးကန်နေရခြင်းအပြူကြီးအပြူလက်အပြူလေးမြေမတရေဖြစ်တာကြောင့်တဝင်းတူသောအန်တီပြုံးနေဖြစ်ပါမလားပေါ့တို့တော့နေကဖီဖီတို့လားလဲပြီးကျမတို့ကိုစောက်ရှောက်ဖို့တရားအပ်သည်ကျမတို့ကလည်းအန်တီပြုံးတို့လင်မယားကိုကို့ဦးလေးသားစဉ်လိုသဘောထားသည်တစ်နှစ်ပြီးတစ်နှစ်စာချုပ်နေလာလိုက်တာခုဆို10နှစ်ပြည့်တော်မူအလုတ်တစ်ဖက်အကြောင်းတစ်ဖက်ဝန်ထမ်းနေဆိုတော့ဇာတာတောက်တာဇာမချက်အား ဖြစ်တယ်လို့လွဲတယ်လို့လှုပ်ချရသည်အမေအိမ်လိုမနေရဟိုဘက်ဒီဘက်နေသူတွေဆိုတော့ဓာရီကိုကြားနေမြင်နေရသည်ဒါကြောင့်လည်းညနေဆို အေးဟင်းတစ်ခွက်အမြဲခြံလာသည်အန်တီတုံးကလည်းပါနဲ့လိမ်ပါသူဆိုတော့ကျမတို့ရဲ့အနေအထိုင်ကိုအကဲခတ်ပြီးယုံကြည်စိတ်ချပုံရသည်နင်တို့ဦးကတော့ရေဒီယိုရှိတာကို့ဘာသာနားထောင်ပါဆိုမဟုတ်ဘူးသူကသမီးတို့နဲ့နားထောင်ရတာပြောရဆိုရတာကိုပြောနေတာသမီးတို့အားမဲမသိမအားမဲမသိ အန်တီပြုံးကအားနာတယ်လို့ဆိုသည်ထိုအချိန်ကကျမတို့မှာ line to radio လေးတစ်လုံးသာရှိသည်ညီမ၃ယောက်မှာကျမတစ်ယောက်ကစိုးရဝင်နေလာစားနေတော်လဲရုံးစင်းချင်းကပုံမှန်ရှိသည်ညနေ၄နာရီဆိုရုံးစင်းပြီး၅နာရီမထိုးခင်အိမ်ပြန်ရောက်သည်ဆိုတော့ညနေ6နာရီ VOA ည7နာရီ BBC စသဖြင့်အမြင်နာထောင်သည် ရုံးစင်းကျမဒီဘက်ခန်းမှာချက်ပြုတ်နေခြင်းဦးဦးရုံးပြန်ရောက်ပြီးဆိုညနေ6နာရီသတင်းကိုဖွင့်ပေးထားသည် ကျမနားထောင်ရအောင်ပါ ည7:55 BBC သတင်းဆိုရင်တော့ကျမတို့ကဖွင့်ထားပြီးအတူတူနားထောင်ကြသည်စတင်မှာဆိုကုလသမဂ္ဂပုံမှန်အစည်းအဝေးရှိပြီးမို့မြန်မာနိုင်ငံအကြောင်းသတင်းဆောင်မတွေသတင်းတွေခက်မှန်ပြောဆိုတာတွေစသဖြင့်သတင်းတွေကနိုင်ငံရေးစိတ်ပါဝင်စားသူတို့အတွက်အလေးထားနားထောင်ကြသည့်ကာလဖြစ်သည်သတင်းချိန်ပြီးသွားသည့်တိုင်ဦးနှင့်ကျမတို့စကားဝိုင်းကမပြတ်ပြီးကျမကမင်းကလေးတံမဲ့နိုင်ငံရေးစိတ်ဝင်စားသူစာလဲဖတ်သူဆိုတော့ဦးဦးနဲ့စကားအများဆုံးပြောသူပြီး ကဲကဲကဲညီနေပြီးတော်ကြတော့ကလေးတွေမနဲ့အစောသွားရမှာအထုံးနဲ့ယုံသွားရမှာဟုအန်တီပြုံးကစကားဝိုင်းကိုအတင်းဖြတ်တိုင်းဦးဦးကနောက်ဆုံးစကားဖြစ်သည်နောက်ရက်တွေတော့ထူးပြီဟဲ့ဟုအမြဲပြောပြီးစကားဝိုင်းကိုတင်သည်နောက်တနေ့မနဲ့အရာကထားချင်းဦးမနဲ့ဆော့ဆော့သတင်းဖွင့်တန်ကြားပြီးအင်းရှိမမျက်နာတည့်ရေချိုလောက်ကြတာဆိုတော့မျက်နာတည့်ရင်စမနားမထောင်လိုက်ရသည်မနဲ့ခင်သတင်းကို ဒီနေ့မနေ့ဒီလဲဆိုပြီးဟဲ့ဖူအားရပါရဆူပြန်ဒီဘာလဲဥဥကျမကမင်းကြီးကမပြောလားဒီကောင်းနေမလဲတော့ပါဘူးလို့ဆိုသည်ရုံသွားဖို့ပြင်ချင်းစင်ချင်းနီးနေချင်းလူရင်းကိုမြ мян မပြောတာကြောင့်အန်တီပြုံးကအထုံးကလည်းတမီလေးမိတီတာမြ мян ပြောလိုက်ပါဟုတိုက်တွန်းယူရသည်ဥဥကလည်းဥဥတတော်နဲ့အတိတ်ပဲမပေါ်အန်တီကြီးကလည်းစိတ်မရှိတော့ဘူးတမီးရေဘာမှမထူးပါဘူး ဓာန်ခက်ပိတ်ဆို့ဖို့အဲ့ဒီအကြောင်းရေးထားတာဟာမမပြုံးကဘာမှမသိပဲကျွန်တော်တို့ဒုက္ခရောက်ပြီပေါ့အေးလေအဲ့ဒါကောင်းလားပြည်သူတွေဒုက္ခရောက်မှာပါလေမမပြုံးကလည်းဘာမှမသိပဲပြည်သူတွေတဲ့ဟိုကောင်တွေဒုက္ခရောက်မှာအမလေးဝေးပါသေးတယ်သူတို့ကဘယ်လိုဒုက္ခရောက်မှာလဲနောက်ဆုံးတော့ငါတို့ပဲခံရတာဦးဦးနဲ့အန်တီပြုံးညင်းချန်ရည်တည်နင်တို့ဦးကလေတဆူစားကြီးအန်တီပြုံးကကွေရမှာအတင်းချသည် ထိုအခိုင်ဦးကမမပြုံးဟုတစ်ချက်ခေါ်လိုက်။နာဘီအထွန်ရေးဟုအတန်လေးဆက်စားဖြင့်ပြီးသွားသည်။ကျမတို့ညီမတယောက်တယောက်မျက်နှာတယောက်ကြည့်လို့ရီမိကြသည်။ရှောက်ကြားယူရတာမလွယ်ပါဘူးဟာ။ငရဲသူဆိုတော့တာဆိုးရော။မမကြီးကစိတ်ပြက်လက်ပြက်ဆိုသည်။ညီမအငယ်ကကြီးကျဲဆဲပြဲဖြင့်ဟိုနေ့ကညကလည်းရီရတယ်ဟုအနာတို့လာသည်။ငါတရင်တို့တော့ဦးတို့မအိတ်ကြသေးဘူး။ ဥဝအန်တီဘုံကိုရုပ်ရှင်အကြောင်းပြောပြနေတာအန်တီဘုံကြီးကအိတ်ချင်နေပြီတနာပါတယ်ငိုက်ငိုက်သွားတာချင်းတယ်ဥဥကရုပ်ရှင်ရဲ့ဝါသနာပါသူပင်ရုပ်ရှင်အတိတ်ယုံတင်ပြီးဆိုအမြဲသွားကြည့်သည်ဥဥက40ကျော်50တွင်အန်တီဘုံက60နာကတ်နေပြီရုပ်ရှင်ယုံသွားရုပ်ရှင်ပဲကြည့်ချင်တော့မလဲဒါပေမဲ့တော်ပါသည်ကားတက်လေတိုင်းဥဥကိုသွားကြည့်ခိုင်းသည်အဲအန်တီဘုံဒုက္ခကပြန်လာမှစသည်ဥဥကပြန်လာရင် စက်ချောင်းပြန်သည် ဥဝတိတိအတိုင်းမြန်မာနိုင်ငံအကြောင်းရေးထားသည့်တည်င်းဆောင်းမလေးကိုတောင်ထူးပြီးထူးပြီးဟုအော်ပြီးဝိနေတာဆိုတော့ရုပ်ရှင်ဇာတ်ကားတကားလုံးဆိုပြီးပါလေရောပြီးဒေါသထွက်သေးသည်တည်င်းထောင်အတင်ကြီးကမင်းသမီးနာမည်မှာသွားသည့်အခါပေါ့ဟာမမပြုံးကဗျာမုံမုံမြအောင်ဗျဘဲကခင်စီတာထုံးလေတော်ပြီဗျာမပြောတော့ဘူးပြောပါထုံးရဲ့ပြုံးစိတ်ဝင်စားလို့ပါမုံမြမှာတနာစရာကောင်းလိုက်တာထုံးရဲ့မြမငယ်ကတခွိခွိရီတော့ မမကြီးကအတန်တိတ်အချက်ပြကနင်ဝိလဲလိုက်မည်ဟုစိတ်ဆူသည်အန်ဒီပြုံးမယားဟုတ်တရားကြည်ပုံဩချရသည်သူထက်တစ်ဆက်သုံးနှစ်ငယ်သည့်ယောက်ျားဆိုတော်လဲဒေါသဖြစ်၍စူးချင်သာစူမီတလေးတစားဆက်ဆံသည်ဥချစ်ထွန်းဆိုတော်ဦးငယ်ငယ်နာမည်ကအထွန်းတနေ့တနေ့အထွန်းအထွန်းဆိုတာပါဆက်ပြားကမချသူ့ကိုယ်သူလဲကျုံးကလေကျုံးကလေနေဖြစ်သည် ဦးကဂျပန်မြန်မာဖက်ဆက်ကုမ္ပဏီတစ်ခုမှလုပ်သည်ကုမ္ပဏီပိုင်ရှင်ကဦးတငယ်ချင်းညနေဦးပြန်လာကိုပတင်းပေါက်လေးကရက်မြော်လိုက် အထဲဝင်လာလိုက်ဒီဘက်ခမ်းမှာဟင်းချက်နေပြီးကျမစီလာပြီးသမီးတို့ဦးကလေးတိတ်ကြတာပဲအန်တီပြုံးဖိုက်စာနေပြီဟုခလေးလေးတယောက်လိုလာပြောသည် မနေနိုင်သည့်ကျမကစားလိုက်တာမဟုတ်ဘူးယောဂရနေမယ်ထိုကဲ့သို့တိုက်တွန်းတော့သမင်းစားမဆောင်ရင် သမီးဦးဟာစိတ်ဆိုးတယ်ဟုဆိုသည် ကျမကလည်းမလျှော့နည်းနည်းအစာပြေစားထားလေဦးဦးရှိကြဟန်လေးနဲ့စားပေါ့ခုတင်ပြီးတော့ယောက်ျားလှုပ်သူရဲ့ဦးပြပြမစားခြင်းမအောင် သူကအပြင်မှာအလုပ်လုပ်နေတာလူအများနဲ့ဆက်ဆံရတာသူ့ကိုတံပိုးထားပြီးဆက်ဆံမှဩစာညောင်းမှတမီးလေးကိုအိမ်တော်ပြုရင်လည်းကိုယ့်အိမ်တော်ဦးစည်းကိုတံပိုးထားတတ်ရမယ်ဒါကမှအိမ်တော်ဘက်ကအပြင်မှာအဆင်ပြေမှာမှတ်ထားနော်တမီးကစားလေးဖားလေးဖတ်တတ်တယ်ဆိုတော့ဆရာများတက်တယ် ကျွန်တော်ကျမပဲလက်လာလိုက်တာလက်လာတာကြောင့်ကျမတိတ်သွားရသည်ဦးကတော့ပင်ရောက်တဲ့ဆိုရုံကအချောင်းဘက်ကားပေါ်ကအချောင်းသူ့ကြားရသည်လမ်းထဲကတခြင်းနိုင်ငံရေးအချောင်းအိုးအစုံပြောတော့သည်ဒီညပြန်လာတော့ဗျာကောင်မလေးအုပ်စုတော်တော်ကြီးရတယ်ကောင်မလေးအုပ်စုကအထွန်းနဲ့ဘလို့ပတ်သက်တာလဲဟာမမပြုံးကလည်းကားပေါ်တက်လာတာဆိုမှဘလို့ပတ်သက်ရမှာလဲမင်းကလေးတွေစကားများတယ်ဆိုတာကျွန်တော်တော့တကယ်ယုံသွားတယ် ူတို့အုပ်စုတက်လာတော့စပယားကပြောတယ်တန်းတွေကင်ထားပါဆိုတာလုံးဝမကင်ဘူးဟန်တာဝရီအဝိုင်းလဲကားဘက်ကောတပြုံလုံးကြီးကျွန်တော်ပေါ်ပြိုကျလာတာကျွန်တော်မှပြုတ်မကြဘူးမနဲ့တင်ထားတာသူတို့ကသဘောကျပြီးတက်ခိခိရည်နေကြတာအတော်ဆိုးတာလေရဦးကပြောရင်တဟားဟားရှိနေသည်အန်တီပြုံကျွဲမိထူသွားပုံရသည်ခုခိမင်းကလေးတွေများဆက်ဆလူကိုထားတယ်သူကဲတော့ပြောတော့ဦးဦးကဟာမမပြုံးပါလဲ ကလေးတွေပါဗျချစ်စရာကောင်းပါတယ်ဟုသဘောရိုးဆိုသည်ဘာအထုံးကသူတို့ကိုချစ်တယ်ဟုရန်လုံးနေပြီမဲ့ဦးကဘလို့မှမနေတိတ်မကြာအန်တီပြုံးကျမတို့အခန်းစီကုလာပြီးရှင်ဖွင့်သည်နေလို့ဦးကအရန်ယူတာအန်တီပြုံးကသူ့ကိုစိတ်မချဘူးရိုးလုံးတော့လည်းစိတ်ပူရတယ်အလိုက်ထိုက်လည်းမသိဘူးဘုကလန်ကြီးအပေါက်ကဆိုတော့စိတ်ပူတယ်သူလွန်သွားတာသိရင်သူကတနာပြီးခန်းစားတတ်တော့လဲ့ လဲတဲ့မိန်းမနဲ့ဆိုသွားပြီဦးကယိုးလုံးနေအန်တီကြီးကထောက်ခံတော့မမကြီးကထောက်ခံတော့အန်တီကြီးကအဲ့ဒါပြောတာပေါ့သမီးရဲ့ငါသမီးတွေလို့အကြောင်းသိတွေတောင်တစ်ခါတစ်ခါအဖုတ်ဆိုတော့အန်တီပြုံးကအားနာရတယ်တလဲစားတယ်သမီးတို့ဦးကိုအပ်ပါတယ်အန်တီပြုံးမရှိတော့ရင်ဖြစ်မထားပါနဲ့ဆောက်ရှောက်ပါကွယ်အန်တီပြုံးတို့ကအကြီးတွေဆိုတော့အရင်သေးချာမှာဟိုတနေ့ရအောင်မေခင်နဲ့ပြောရသေးတယ် ငါများအရင်တည်သွားရင်အထုံးကိုပြစ်မထားပါနဲ့လို့တူတူမတွေရှိပေမဲ့မင်းတို့ဦးကအလိုက်ကန်းဆိုးကမသိဘူးကလည်းဘယ်တူတူမနဲ့မှတက်မှာမဟုတ်ဘူးအန်တီပြုံးနင်းတို့ဦးကြောင့်စိတ်မအေးပါဘူးတကယ်တကယ်ခင်ခင်ဆိုတာအန်တီပြုံးရောင်းမဦးအမကြီးအကြီးဆုံးဖြစ်သည်ဦးအောက်မှာညမအငယ်ဆုံးတယောက်ရှိသေးသည်ကျင်ကျင်တဲ့အန်တီပြုံးအမအန်တီပြုံးဟောနင်းတို့ဦးခေါ်နေပြီအန်တီပြုံးသွားအောင်မယ် ဒါပြီးအထွန်းရင်ကျောင်းသမီးလေးတို့ဘက်မှာအတန်တဆာဆာလေးဖြစ်ပြန်អော်ပြီးအန်တီပြုံအပြေးလေးထွက်သွားတော့ကျမတို့ညီမတွေတွေးကြံရကြသည်1500အချစ်ဆိုတော့လဲ928ຫນွေပါကအချစ်ကခိုင်ခန့်ပါလားဆိုသည့်အကြောင်းဖြစ်သည်အသမီလေးတွေနဲ့နေရတော့မဟာဒုတ်ဆုံးကတ်ချင်လိုက်တာအန်တီပြုံးကအဲ့လိုမကြခဏပြောသည်အန်တီပြုံးတို့ကသာသမီမရှိ ပြီးတော့အန်တီဘိုတိက်ရင်ကျက်ပန်းလာတဲ့အန်တီဘိုတိက်ကျက်ပြီးဆိုဦးဦးတညအလုံးမအေးရပလက်ကလက်ထိုင်လေးမှာအန်တီဘိုတိက်ထိုင်ချင်းရင်ကျန်းပြစ်မှာဦးဦးကတင်ပြေကွေလေးထိုင်ပြီးအန်တီဘိုတိက်ကိုဆောင်းရသည်ချင်းကြိုက်တော့လဲအန်တီဘိုတိက်ယောဂါကချင်းစေးထုံးမရတာကြောင့်ရက်တောင်ကိုတဖြည်းဖြည်းခတ်ရင်အန်တီဘိုတိက်ကိုဆောင်းသည်ရင်ကျက်နေတော့လဲအန်တီဘိုတိက်ကစကားများသည်အမပြောစကားမပြောနဲ့လေဗျာဒီလောက်ကျက်နေတာကိုဦးဦးတတိပြေးတတ်သည် အထုံး တွားရချီတော့လေကျုံတက်တာပါလေဆိုတာက3-4မိနစ်တစ်ချိန်လောက်ကြာပြောပြောသည်နေရန်တစ်ချက်သာခြားတာဆိုတော့အန်တီပြုံးညင်ချက်လင်းဒီဘက်ကကျမတို့ညင်မတွေလည်းအဲ့လိုမရတက်တာလားအန်တီစီကန်သွားမယ်ဆိုတမီးတို့ပြောနော်ဟုအားပြရသည်တခါညကြီးတကောင်ရေးပေါ်စီကန်သွားရတော့အမကြီးလိုက်သွားလေသည်အန်တီပြုံးညင်ချက်သည့်အခါတိုင်းဦးကအန်တီပြုံးကိုစောင့်ရင်းနိုင်ငံရေးအကြောင်းကြီးဒီဘက်ကကျမတို့နဲ့ပြောအန်တီပြုံးတက်တာသွားမှအိတ်ကြသည် ဲ့လိုအခြေအနေဆိုတော့အိမ်မှာဆုံးခတ်ဖို့မလွယ်လောက်ကင်ပြိမဲ့သူလို့ဒီကျမတို့ရက်ွက်မှာကနောက်ဆုံးဆုံးပတ်တရင်ချွန်လှပြမတန်ခင်ရှေ့ရက်တည်းရဲ့မဟာဒုဆုံးရှိသည်တန်ကာ၅ပါးသို့မဟုတ်သုံးပါးကိုမဲဖောက်ပြီးမဲချသည့်တန်ကာကိုအိမ်မှာဆုံးခတ်ရသည်အဲ့ဒီနေ့ဆိုပြောစရာလဲကောင်းသည်ကြည်နူးစရာလဲကောင်းသည်မနေ့ကလေးကလမ်းထိပ်ဓမာယုံဆွမ်းလောင်းအသင်းမှာကိုဆုံးကတ်ရမည်တန်ကာကိုစောင့်ပြီးပြင်ရသည်တရက်ွက်လုံးအုပ်အုပ်ချက်ချက်ဖြင့်ပြောစရာကောင်းသည် ကျမတို့ကအင်ရှင်လည်းမဟုတ်တော့လာပြည့်နေ့မှာသာဓမ္မယုံမှာဝိတုကတ်ပြီးဆွမ်းမကတ်ဖြစ်အိမ်ပိုင်ရှင်ဖြစ်သည့်အန်တီပြုံးတို့ကလည်းလူကြီးတွေကြီးဆိုတော့ဆွမ်းမကတ်နိုင်ဒါကိုအန်တီပြုံးကစိတ်မကောင်းဖြစ်ပုံရသည်အန်တီပြုံးအဲ့ဒီလိုပြောတော့တနေ့ကျမတို့ညီအစ်မတိုင်ပင်ပြီးအန်တီပြုံးတို့ဆွမ်းကတ်ဖြစ်အောင်ကူညီပေးကြသည်ဝိုင်းဝန်းပြီးချက်ပြုတ်ပေးကြသည်ထိုနှစ်ကအန်တီပြုံးအင်မတန်ပျော်ပုံရသည်ကျမတို့ညီအစ်မလက်ကိုဆုပ်ပြီးဂျေဆုတင်ကြောင်းတဖွားဖွားဆိုသည် နောက်ပိုင်းနှစ်တွေတော့ကျမတို့ညီအမကို့အစီအစဉ်ဖြစ်ကိုစွန့်ကပ်ပြောင်းစူးစမ်းသည်ဦးဦးနဲ့အန်တီပြုံးကလူကြီးနေရာနေသည်ဦးဦးကဖုန်ချင်းတင်ပေသည် ကျမတို့အလူကိုလည်းကုသိုလ်ထပ်ဝင်သည်ဦးအကြောင်းကတိတိအတိုင်းကိုမဲချသည့်တန်ကားထဲမျက်နှာသည့်ဦးပြင်းစင်းများပါပါကတော်တော်နှင့်စကိုင်းဝိုင်းကမပြတ်နိုင်ငံအရေးရက်ွက်အရေးညကဘယ်တရင်ဌာနကဘာလွင့်သွားတာထူးတော်ထူးပြီးကိုတော်ရေးဟုသူ့လက်သုံးစကားကမပါမဖြစ် ဥပဒေတွေကလည်းနိုင်ငံရေးစစ်ဝင်စားသူတွေများတော့ကျမတို့အခန်းစွန်းစားခြင်းကတခြားအိမ်တို့ထက်ကြာမြင့်တတ်သည် မမမမီ2000ခွန်တန်ခရေခင်းဖြစ်ပြီးချိန်မဟာဒုတ်စွန်းအစီအစဉ်ပြတ်သွားချိန်ထိနှစ်စဉ်ကျမတို့စွန့်ကပ်ဖြစ်သည်တန်ခရေခင်းပြီးသွားတော့ထိုဒလိကိုတက်ဆိုင်ရအနာပိုင်များကခွင့်မပြုတော့သလိုခုချိန်ထိလည်းပြန်လုတံမကြတော့ပေ2000ခွန်နောက်ပိုင်းညမငယ်ကနေပြောင်းရသလိုအမကြီးအလုပ်ကအိမ်ခန်းရလာကြောင်း ကျမတို့အန်တီပြုံးစီကပြောင်းခဲ့သည်စိတ်ထိခိုက်စရာကောင်းသည်ကကျမတို့ပြောင်းပြီးတနည်းကြောခန့်အကြာအန်တီပြုံးဆုံးသွားသည်သူ့ယောဂပန်းရင်ချက်ပန်းတာဖြစ်ပင်ဖြစ်သည်အန်တီပြုံးနိုင်ရို့သွားတော့ဦးကကျမတို့ညီမကိုမြင်စီနှိမ့်ကြသည်အန်တီပြုံးကိုတတိယသွားသောကြောင့်ဖြစ်မည်ကျမတို့လည်းဦးကိုမြင်တော့စိတ်မကောင်းအန်တီပြုံးအင်မတန်နောက်ဆန်တင်ရသည်ဦးဦးခုတော့လည်းထားသွားရတော့တာပါပဲ ်ဥရတညလုံးသူနဲ့အန်တီပြုံတွေ့တဲ့အကြောင်းတွေပြောနေသည်အန်တီပြုံနဲ့သူအင်းလျာကံပေါင်းမှာလမ်းလျှောက်ခဲ့တာတွေအံ့ဩစရာကအဲ့ဒီနေ့ကအန်တီပြုံဝစ်ခတ်တဲ့ဝစ်ဆောင်ကိုဥဥမမေ့နေသည်နာရီတွင်အန်တီပြုံအတန်းစဉ်ကြီးသည့်တငယ်ချင်းရောက်မှဥဥအမကြီးကိုလည်းမျက်ရည်ဆန်းဆန်းဖြင့်တွေ့ရသည်ဥဥရှိရေဘလို့စီစဉ်ကြမလဲကျွန်တော်ကအမပြုံခေါင်းချသွားတဲ့ဒီအိမ်မှာဆက်နေမှာ ရက်နဲ့ပြီးသည့်ညနေကျမတို့ရောက်သွားတော့ဦးကဆင်မျိုးတွေလည်းကျင်ညာသည်ကျမနေသေးသည့်ဦးအတွက်ဒီလိုပဲဆုံးဖြတ်တင့်ပါသည်ဟုကျမတွေးမိသည်နောက်ဆုံးတော့ညမအငယ်ဆုံးမိသားစုကဦးနှင့်လာနေကြသည်ဆုံခိုက်ဦးကနိုင်ငံကြီးအချောင်းပြောစဲနောက်တစ်ခါကိစ္စတစ်ခုဖြစ်ဦးတို့ရက်ွက်စီရောက်တော့လမ်းထိပ်ကပထောက်ပင်ရိတ်မှာဦးကိုလမ်းထိပ်ကကာလာသာအုပ်စုတွေနဲ့အတူတွေ့ရသည်ထုံးစံအတိုင်းနိုင်ငံကြီးအချောင်းကိုတူတူတိတ်တိတ်ပြောနေကြသည် ။တရင်ဌာနတွေကပြောတာကိုဦးဦးကဒိုင်ခံဖြတ်နေပုံရသည်။အန်တီပြုံးသိရင်စိုးရင်နေမှာပဲဟုအတွေးမိတော့ဦးဦးကိုတိတ်အရဲမကူဖို့ပြောခဲ့ရသေးသည်။အန်တီပြုံးတို့မျိုးရိုးကလူချမ်းသာစင်းဝင်နေဖြစ်ခဲ့ပြီးဦးဦးနဲ့အိမ်အောင်ချချင်းအထက်ကြီးပြက်တွေပြင်မဲ့နေရာထိုင်တာတတိတခြားဆန်သည်။ရက်ကွက်နဲ့တိတ်ရောတော့မရှိခုတော့ဦးဦးတယောက်မနေတတ်မထိုင်တတ်ဖြစ်နေပုံရသည်။အန်တီပြုံးကဦးဦးကိုတယောက်တည်းဘရော့မှမထားတတ်အန်တီပြုံးနေမကောင်းသည့်ရဲ့ဒါမှမဟုတ်ရုံးပိတ်ရဲ့ ဦးဦးမိဖို့ကြောင့်ဝင်သည့်အခါဦးဦးကဟင်းချက်နေလျင် သူကနဘေးမှာစကားတပြောပြောဖြင့်ဟင်းရွက်တင်ပြသည် ရင်းချက်လို့အနားမလာနိုင်လျင်တော့အင်းရှိကန်ထိုင်နေရင်းကအထွန်းရည်ပြုံးကလေးနဲ့အတန်လေးပေးကယောက်ျားမပြင်းအောင်ကူညီပေးသည်အန်တီပြုံးကကြာနီကန်စရာတော့တရားသာထားပုံရတယ်မြမငယ်ကမချစ်ပြူသည်အဲ့လိုအနားမှာအမြဲတွတ်တီတွတ်တာလုပ်ခဲ့တော့အန်တီပြုံးလည်းစုံရော ဦးတယောက်ဆိုင်တိဆိုင်တချင်းတွေကလိုရောင်းချချဖြစ်နေပုံရသည်ဒီတော့လေရက်ွက်ကကာလာသာအုတ်ထဲရောက်သွားတာမဆန်းဟုကျမတွေးမိသည်ဟွန်းဘာပြေ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 ာရှင်းရှင်းနေတာတွေ့ရတော့လဲကောင်းပါတယ်ဟဲ့မမကြီးကအကောင်းဘက်ကပြောသည်ဒါပေမဲ့ဦးအလုတ်ကနာပြီးလစ်ဖြတ်သွားချိန်အခြေအနေကတမျိုးပြောင်းသွားသည်တကယ်တော့ဦးနေနေသည့်ယခုအိမ်ကအန်တီပြုံးဘက်ကအမွေဆိုင်ဖြစ်သည် အန်တီပြုံးမာကတူတူမာတွေရှိသည်နောက်ဆုံးအမွေခွဲလိုက်ပုံရသည်ဦးဦးကညီမအငယ်ဆုံးစီပါသွားသည်ညီမကလည်းယောက်ျားဆုံးပြီးမုတ်ဆိုးမှသားသမီးတွေကအဝေးမှနေသည်အတူနေတယောက်တော်ရှိသည်လွန်ခဲ့သော၄၅နှစ်လောက်ကတော့ကျမတို့ညီမတွေနေခဲ့ကြသည့်ရက်ွက်မှာကန်ထရိုက်တိုက်တွေအရှူရှူပေါ်လာတော့ကျမတို့လည်းတခန်းဝယ်ကပြန်ရောက်လာချင်းဦးဦးကဒီရက်ွက်မှာမရှိတော့ဘူးတရက်တော့ဦးဦးကလွတ်လိုက်လို့ဆိုကညီမအငယ်အန်တီချင်း ကျမတို့စီရှာဖွေရောက်လာသည်အကိုလေးကတမီးတို့ညီအမအကြောင်းတဖွားဖွားပြောနေတာဒီရက်ွက်မှာပြင်နေကြတယ်ဆိုတာကလည်းကြားရော အကြီးကိုအတင်းလွတ်နေတာကလေးတွေအစဉ်ပြေးလာတစ်ခေါက်လောက်တော့တွားကြည့်ပြီးပါအောင်တည်င်းလေးပါလေးမေးဆိုပြီးထိုချင်းအားစပြီးအဆက်အသွယ်ပြန်ဖြစ်သွားခဲ့သည် အမကြီးကဥွက်အတွက် overdin ဒီဖြတ်နေသူဆိုတော့ဒိန်စီစသဖြင့်လတိုင်းထောက်ပံ့ခဲ့သည် သူ့အတိုင်းအတာလေးနဲ့သူနေထိုင်နိုင်သူဆိုတော့လေပင်စင်စားတားထောက်သမီးခံမရှိသူဆိုတော့ကျမတို့ကတော့လိုက်တိုင်းဥဥကဝန်းတာသည်စုရိပေးတတ်သည်ပြီးသမီးတို့နဲ့နေခရတဲ့အကြောင်းတွေမမပြုံးအကြောင်းတွေအမဲပြုံးနေတာဟုအန်တီဂျင်ကဆိုသည်ကျမကဆက်ခနဲရေဒီယိုနားထောင်သေးလားဟု မေးလိုက်မိပြုပြီးမှမမေးဖြစ်လိုက်စိတ်မကောင်းဖြစ်ရသည်ကနှစ်ပေါင်းများစွာဥဥတို့နဲ့နေခဲ့သည့်ကာလတစ်လျှောက်ထူးပြီးထူးပြီးဟု ဦးဦးမျောလင့်အားကိုးခဲ့သော ကုလသမဂ္ဂနှင့်နိုင်ငံတကာသည်ဦးဦးတို့နှင့်ကျမတို့ကွဲကွာခဲ့သည့်တိုင်အန်တီပြုံးကြီးဆုံးမခဲ့သည့်တိုင်ကျမတို့နိုင်ငံကျမတို့ပြည်သူတွေအတွက်ဘယ်လိုထူးခြားမှုကိုမှစောင့်ခြင်းမပလာခဲ့သည်ကိုပါခုလိုစောင်းဝင်လာပြီးဆိုရင်ဖြင့်ဈေးမှာမုံလာပင်ပေါက်လေးတွေတွေ့ရပြီဖြစ်သည်ကျမတို့မုံလာပင်ပေါက်ချင်းဟင်းအမျက်ချက်စားဖြစ်ပါသည်အန်တီပြုံးနှင့် ဦးဦးအချောင်းကိုလည်းအမြဲပြောဖြစ်ကြပါသည် သတင်းတွေကိုတော့အမြဲနားမထောင် ဖြစ်တော့ပါနန်အီဂရီရှင်ဇခုလိုနားထောင်ပေးခဲ့တဲ့အတွေ့ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာအားလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာပါစေလို့ဆုတောင်းရင်းနောက်ကြက်တွေမှာပြန်လည်ဆုံဆီးကြပါမယ်နော်အားလုံးပဲမင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေခင်ဗျာ